ဒီရှင်မင်းရှင်များအားလုံးမင်္ဂလာပါရှင်။ဒါမဲ့တရက်6လ25ပေါ့နော်။ဆယ်ချင်းအတွက်ဒီကနေ့ကတော့နောက်ပိတ်ဆိုင်လေးပေါ့နော်။အပိတ်ဆိုင်ကလေးကိုတွေ့ပြပေးပါမယ်နော်။ဒါဆိုရင်ကြည့်ပေးပါအောင်ဒီမှာရှိတာကနှစ်ဒီမှာရှိတာကလေးနော်။နှစ်လေးနှလုံးပေါင်းတော့ပေါင်းခြင်းက6ဆိုပြီးတော့ရထားပါတယ်နော်။ 6ကဆိုရင် vegan lady ပေါင်းပါလဲဆိုတော့ချက်ကြည့်မယ်ဒီမှာရှိတယ်1 2 3ပေါ့เนาะ3လုံးပေါင်းခြင်းမှာ1 2ပေါင်းတော့3 3 3ပေါင်းတော့6 6ညညခြင်း6ဆိုပြီးတော့ရထားတယ်เนาะဆိုရင်ဆက်သွားပါမယ်ဒီမှာ1ဒီမှာ6နှစ်ခြောက်နှလုံးပေါင်းတော့ပေါင်းခြင်းရှယ်ဆိုပြီးတော့ရပါတယ်เนาะဒါကဒီမှာရှိတဲ့အုံညာ6 6ပေါ့เนาะ3လုံးပေါင်းမယ်3ညာနဲ့6နဲ့ပေါင်းတော့6 6ရဲ့6ရဲ့ပေါင်းတော့ရှယ်ရှင်းညီများခြင်းရှယ်ဆိုပြီးတော့ရထားပါတယ် ွဲဆက်သွားမယ်နော်ဒီခါဒီမှာရှိတာ3ပုံညနှလုံးပေါင်းတော့ပေါင်းခြင်းက3တို့ပြီးတော့ရတာနော်ဒီမှာရှိတဲ့ခွန်ခွန်လေးခွန်ခွန်ပေါင်းတော့လေးလေးလေးပေါင်းတော့၈3ရဲ့ပါဝါ၈ဆိုပြီးတော့ရတာ ယ်เนาะအဲဆိုရင်ကိုယ်ဆက်သွားပါမယ်ဒီမှာရှိတာ66 66 6လုံးပေါင်းတော့ပေါင်းခြင်းနှစ်ဆိုပြီးတော့ရတာတယ်ဒါဆိုဒီမှာရှိတာ8ခွန်ခွန်8ခွန်ပေါင်းတော့9 9ခွန်ပေါင်းတော့2နှစ်ညီမြခြင်းသူကနှစ်ဆိုပြီးတော့ရတာတယ်เนาะဒါဆိုလို့ရှိရင်အခုဆက်ပြီးတော့ပါပါမယ် အဓိကကျတော့ဒီမှာရှိတာက3ဒီမှာရှိတာက8 3 8နှလုံးပေါင်းတော့ပေါင်းချင်းတက်ဆိုပြီးတော့ရတာเนาะဒီကကဆိုလို့ရှိရင်ဒီမှာရှိတယ်3ရရဲ့6ရဲ့ဒီမှာလာမဲ့အပိတ်တစ်လုံးရဲ့3လုံးပေါင်းမယ်ပေါ့เนาะဒါဆိုလို့ရှိရင်ပုံမှန်သပြင်ကြည့်မယ် equal power ပေါ့เนาะ power equal ဆိုကြမလို့ဒီမှာတို့က share တိုင်းမယ်เนาะ equal power နဲ့ခံနေသွားပါမယ်เนาะအဲ့တော့ equal ဆိုတော့တင်းမြင်များချင်းတက်ပေါ့เนาะ ပါဝါနက္ခတ်ဆိုတဲ့ကြောင့်တည့်ရဲ့ပါဝါ6တည့်ရဲ့နက္ခတ်က8 ၃လုံးပေါင်းမယ်ဆိုရင်၁ဖြစ်ကမယ်၆ဖြစ်ကမယ်၈ဖြစ်ကမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခဏလေးအစာသွင်းမယ်နော်၃ညနဲ့၉နဲ့၅လုံးပေါင်းတော့ပေါင်းခြင်းက၉နောက်တစ်လုံးနဲ့ပေါင်းရင်၁ဖြစ်ခြင်းနဲ့ဆိုရတဲ့ကြောင့်နှစ်ထည့်မယ်၃ညနဲ့၉နဲ့ပေါင်းတော့၉၉ရဲ့၂ရဲ့ပေါင်းတော့ဒီမှာလိုချင်တဲ့ပေါင်းခြင်း၁ဆိုတော့အခုရလာပြီနော်ဒါဆိုရင်၃ညနဲ့၉နဲ့ပေါင်းရင်၉နောက်တစ်လုံးနဲ့ပေါင်းရင်၆ဆိုရတဲ့ကြောင့်မလို့ခွန်ထည့်မယ်၉ခွန်ပေါင်းတော့ဒီမှာလိုချင်တဲ့ပေါင်းခြင်းက၆၃ညနဲ့၉နဲ့ပေါင်းရင်၉နောက်တစ်လုံးနဲ့ပေါင်းရင်၈ဆိုတော့၉ပဲထည့်မယ်၉၉ပေါင်းမှပေါင်းခြင်းကလိုချင်တဲ့၈ရလာမယ်နော် ။ဒါဆိုရင်နှစ်ခုကိုဆိုပြီးတော့နောက်ပိတ်လေးပေါ့เนาะရထားတာကအပိတ်လေးပါเนาะဒါမဲ့ ဘတ်တက်ကနေကုန်ကိုပေါ့နော်မြေပြတော့နော်စာရွက်လည်းနေရာလေးမရှိတော့တဲ့အတွက်ကြောင့်မို့လို့တရားကနောက်ပိတ်သုံးလုံးကနာမည်တရက်6လ25ပေါ့နော်10ချိန်အတွက်အပိတ်ကလေးသုံးလုံးပါနော်နေကုန်ကိုဆိုပြီးတော့ရထားတာပါညီမဆရာကြီးတို့ရှင်းပြခြင်းဖြစ်ပါတယ်ကိုရောမတော်ကြတူမကြတဲ့သမဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲနာမည်ပတ်မှာစီပြေကံကောင်းကြပါစေတို့ဆုတောင်းလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါရှင်